မေဂန်ဆိုးရနဲ့အိမီဂျင်ထိုင်းနိုင်ငံတို့ရဲ့ပတ်တန်းတွေကြား UWSA ဟာဘင်းမြူနဲ့မတာဖက်တမင်းခေါ်ယာဗန်စိတ်ကြွဈေးတွေထုတ်လုပ်ဖြန့်ဖြူးတဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ရာဇဝင်နောက်ခံရှိထားတဲ့အဖွဲ့အစည်းဖြစ်လူသိများပါတယ်2023ခုနှစ်အော်တိုဝါလာ23ရက်နေ့တစ်တုံညာနှစ်ခုစစ်စင်ရေးမတိုင်ခင်လေးရက်လူမှာပြည်သူ့သတင်းဌာနတစ်ခုဖြစ်တဲ့ Phoenix News Media သတင်းတောင်နဲ့စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်စုံမင်းထွန်းတို့ရဲ့အင်တာဗျူးကို ်စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ အော်တိုဝန်လ30ရက်နေ့ကဖော်ပြခဲ့ပါတယ်။အင်တာဗျူးမှာ Phoenix သတင်းတောက်ကကြားဖြန့် online ငွေရင်းကိုင်းတွေ ပြဿနာကိုအဓိကထားမေးမြန်းခဲ့ပြီးအဲ့ဒီလုပ်ငန်းတွေမှာစစ်ကောင်စီ ပါဝင်ပတ်သက်ခြင်းရှိမရှိနဲ့လိမ့်လည်ထားတဲ့ငွေတွေဘယ်ရောက်သွားတယ်လဲလို့ပြောင်ပြောင်တင်းတင်းမေးမြန်းခဲ့ပါတယ်။အစင်လာရစစ်ဘုတ်ချုပ်တွေဟာနိုင်ငံခြားသတင်းတောက်တူးကိုအင်တာဗျူးလက်ခံဖြေဆိုရမှာ မေကွန်းတွေကိုကြိုတင်ပေးဖို့ထမ်းရစတဲ့ဖြစ်လို့အဲ့ဒီလိုမေကွန်းမျိုးကိုမေကွန်းတောင်ရနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းအဲ့ဒီမေကွန်းကို Phoenix ဂရင်းတောက်ကမေကွန်းရခဲ့ုံသာမကစစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာကနေတဆင့်နိုင်ငံသည့်ကဘာတိထဲ့သွင်းဖော်ပြခဲ့ရမှာဇော်မင်းထွန်းက UWSC နဲ့ Myla NTA တို့ကိုကြားဖြန့် online ငွေလင်လုပ်ငန်းလုဆောင်နေတယ်လို့အဓိကရည်ရွယ်ထိုးနဲ့တိုက်ခိုက်ထားတာတွေ့ရပါတယ်။ ကြားဖြန့် online ငွေလင်မှုကျွလုံနဲ့အမှုများစုဟာဖူအားမျိုးကဖြစ်ပြီးဖန်းစီရမင်းမှုအရေးအတွက်ဟာ2300ကျော်ရှိပြီးတော့စစ်ကောင်စီပါဝင်ပတ်သက်ခဲ့သလားဆိုတဲ့ Phoenix သတင်းတောက်ရဲ့နှစ်ချိန်တိတိမေးမြန်းခဲ့တဲ့မိကုံးကိုဇော်မင်းထွန်းကဝါနဲ့မိုင်းလာခေါင်းဆောင်တွေရဲ့ပိုင်ဆက်မှုကမြန်မာဘက်မှာမရှိဘူးတရုတ်ဘက်မှာပဲရှိတယ်ဒါကိုတရုတ်ပြည်သူတွေကိုလည်းသိစေချင်ပါတယ်အဖြစ်မှန်ကခမည်းပြောတဲ့ online လောင်းကစားကရတဲ့ငွေဘယ်ရောက်လဲဆိုတာက သူတို့လက်ထဲမှာပဲရှိနိုင်ပါတယ်။ဝါကောင်းဆောင်တွေရဲ့ပိုင်ဆိုင်မှုကိုတရုတ်နိုင်ငံဖူအာမြို့မှာရှိတဲ့ပြည်သူတွေကိုမေးချင်ရင်သိပါတယ်။ဒါကြောင့်ဝါတွေကိုတရုတ်ဆိုရကပံ့ပိုးပေးထားတယ်။ဘိန်းဆိုင်တယ်လို့အမေကန်ကဆွတ်ဆွဲတာပဲဖြစ်တယ်။အဲ့ဒီနယ်ထဲမှာတစ်ဘိန်းမြူ၊ WY ဆေးပြား၊၃အွန်လိုင်းလိမ်လည်မှုတွေဖြစ်ခဲ့ပါလေ။ဘာလို့တမိုင်းချောင်းကိုပြန်ပြောလဲဆိုရင်တရုတ်နိုင်ငံသူနိုင်ငံသားတွေတီးဖို့လိုအပ်လို့ပါလို့ပြန်လေဖြစ်ဆိုခဲ့ပြီးတရုတ်အစိုးရကိုတဲ့တဲ့တတ်ခိုက်လိုက်တဲ့ပြင် တရုတ်နဲ့အမေရိကန်ကိုပါရန်တိုက်ပီးတဲ့ဇွန်မင်းထွန်းရဲ့ဖြေကြားချက်ကိုသတင်းစာထဲမှာဖော်ပြခဲ့ပါတယ်။ဇွန်မင်းထွန်းရဲ့ထိုးနှက်ချက်ကတရုတ်အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေအထိ ရောက်ရှိခဲ့ပုံရပြီးခုနောက်ဆုံး UWSA ဒုဥက္ကဋ္ဌကျောက်ပေါ်အန်းရဲ့ထုတ်ဖော်ဝန်ခံချက်အရတရုတ်အစိုးရတင်ဆက်ထားတဲ့တရုတ်နိုင်ငံတွင်းရှိအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီတဲ့ UWSA ရဲ့ပိုင်ဆိုင်မှုတွေဟာကြားဖြန့်ဂိုင်းတွေထံဆုံးရှုံးခဲ့တဲ့ တရုတ်နိုင်ငံမှာငွေကြေးတွေလို့ယူဆပြီးသိမ်းဆည်းခဲ့တာလားဆိုတာစဉ်းစားတရဖြစ်လာပါတယ်